ယနေ့မှာအသက်ရှင်ရှောင်းလန်းရမယ်နှုတ်ကပတ်တော်ယေကောင်းစင်ကတော့သင်အထဲ၌ရှိသောခရစ်တော်အားတာ၍သင်ရှားစွာသိရှိဝင်ခံခြင်းဟာလေလုယာရှင်ယောဟန်ခန်းကြီး၁ခန်းငယ်၁၄ကိုအတူတကွဖတ်ရအောင်နှုတ်ကပတ်တော်သည်လေ လူစာတိအဖြစ်ကိုခံယူ၍ကျေးဇူးတော်နှင့်၎င်းသစ္စာတော်နှင့်၎င်းပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ခမဲတော်၌တပါတိသောတားတော်ဤဘုံကဲ့သို့သူဤဘုံကိုငါတို့သည်မြင်ရကြပြီဟာလေလုယာ ကျွန်ုပ်တို့ယုံကြည်သူခရိယန်တွေကပြောကြားတတ်တဲ့စကားကကျွန်ုပ်ထဲမှာခရစ်တော်ရှင်တယ်ကျွန်ုပ်ထဲမှာခရစ်တော်ရှိတယ်ခရစ်တော်ကကျွန်ုပ်ထဲမှာနေထိုင်တယ်လို့ပြောတတ်ကြပေမဲ့ပြည်တနာကသူ့ကိုအထဲထဲမှာရှင်သန်နေတဲ့ခရစ်တော်ရဲ့အတိတ်ပဲကိုကောင်းစွာနားမလည်ကြခြင်း သူတို့ထဲထဲမှာရှင်နေတဲ့ခရစ်တော်ကအဘယ်ကဲ့သို့သောသူဖြစ်တယ်ဆိုတာကိုကောင်းစွာနားမလည်ကြသည့်ယုံကြည်သူခရိယန်များစွာရှိပါလေ။ဒါဆိုရင်မိတ်ဆွေတင့်ကိုတခုလောက်မေးကြည့်မယ်။ခရစ်တော်ဆိုတဲ့ဇကလုံးရဲ့အတိတ်ပေကညီတိအရာဖြစ်ပါတည်းမိတ်ဆွေသိတယ်ဆိုရင်ယခုချိန်မှာပြန်စဉ်းစားပြီးတော့ဖြေကြည့်ပါ။ ဟီဟေပြဲဘာသာစကားမှာတော့ခရစ်တော်ဆိုတဲ့အတိတ်ပဲကိုမေရှိယလို့ဘာသာပြန်ဆိုထားပါလေ။ဟာလေလုယာမေရှိယဆိုတဲ့အတိတ်ပဲကတော့ဘိတ်သိက်ခံတော်သူလို့ခေါ်ပါလေ။မေရှိယဆိုတဲ့စကလုံးကိုဓမ္မဟောင်းကျမ်း၌ တွေးရှိရမှာဖြစ်ပါတယ်ဒါပေမဲ့မေရှိယဆိုတဲ့ခေါ်ဆိုခြင်းကိုဓမ္မတိကျမ်းနိုင်မှုကခရစ်ခရစ်လို့ခေါ်ပါတယ်ဟာလေလုယခရစ်တော်လို့ခေါ်ပါတယ်ခရစ်တော် ਨੇ မေရှိယကဆိုလို့ရှိရင်အတူတူပဲဖြစ်တယ်လူတစ်ယောက်တည်းကိုပဲခေါ်ဆိုတာဖြစ်တယ် ဂျူးလူမျိုးတွေကိုတင်မေးမယ်ဆိုရင်ဂျူးလူမျိုးတွေရဲ့တီးတဲ့အတိကသူတို့နားလေတဲ့အရာကမေရှိယဆိုတာက Prophet Daniel ဟောပူတဲ့ Son of Man လို့အတိတ်ပဲထွက်တာဖြစ်တယ် Son of Man ဆိုတာကလူသားလူသားဆိုတဲ့အတိတ်ပဲဖြစ်တယ် လူသားဆိုတဲ့အတိတ်ပဲကိုယေရှုခရစ်တော်ကိုယ်တိုင်ကအတီးပြုတ်ပြီးတော့ပြောကြခဲ့တဲ့သူဟာဆိုလို့ရှိရင် son of man လူသားဖြစ်တယ်လို့သူ့ကိုယ်သူသူကပြောကြခဲ့တာဖြစ်တယ် prophet daniel ပြောတဲ့အတိုင်းသူ့ကိုယ်သူဝေခံပြီးပြောကြခဲ့တာဖြစ်တယ်ဆိုတော့လူသားဆိုတဲ့အကြောင်းကြီးကိုခရစ်တော်က ဘယ်လိုမျိုးရှင်းပြထားလဲဆိုဂျူးတွေကိုသူလူသားရဲ့အကြောင်းရင်းအသေးချာကိုရှင်းပြခဲ့တာကကျမ်းစာထဲမှာယောဟန်အခန်းကြီး7အခန်းငယ်23မှာတော့ကြည့်ရအောင်ယေရှုကလည်းလူသားတီဘုံပွင့်ရတော့အချိန်ရောက်ပြီဟာလေလုယာ ယေရှုကသူ့ကိုယ်သူလူသားလို့ prophet ဒံယေလ prophet ပြောချက်အတိုင်းသူ့ကိုယ်သူလူသားလို့ဝန်ခံပြီးပြောဆိုခဲ့တယ်။လူသားကဘုံပွင့်ရတော့အချိန်ရောက်ပြီလို့သူပြောခဲ့တာဖြစ်တယ်။ဆက်ပြီးတော့ယောဟန်ခန်းကြီး7မှာပဲအငယ်32ကနေ34ကိုဆက်ကြည့်မယ်ဆိုရင်ယေရှုကဘာပြောသေးလဲဆိုတော့ငါဒီလေ မြေကြီးနှင့်ခွာ၍မြောက်ထားခြင်းကိုခံရလေလူအပေါင်းတို့ကိုငှထန်သူဆွဲမြည်ဟုမိန်တော်မူ၏ထိုတို့မိန်တော်မူသောမိမိသည်အဘယ်သို့တရားမြည်အရေးကိုပြီးတော်မူ၏လူအများတို့ကလည်းခရစ်တော်သည်အစီအမဲတည်သည်ဟုပြည့်ညက်တိကျမ်း၌လာကြောင်းကိုအကျွန်ုပ်တို့ကြားသိရပြီးတို့ဖြစ်လျှင် လူသားသည်မြောက်သားချင်းကိုခံရမည်ဟုတင်းသည်အဘယ်သို့ဆိုသည်။ထိုလူသားသည်အဘယ်သို့သော သူနည်းဟုဆိုကြ၏။ဒီနေ့နှုတ်ကပတ်တော်ကအရန်နဲ့နေတာဖြစ်တယ်။တင်းသေးချာနားလေပို့လို့ရနော်။ဖြည်းဖြည်းချင်းသွားမယ်။ဆိုတော့ဂျူးလူမျိုးတွေကနားလေတဲ့အရာကမေရှိယ မင်းရှိရဆိုတာကဘယ်တော့မှမတည်ဘူးပရိုဖက်ဒန်ယေလကမင်းရှိရက son of man ဖြစ်တယ်လို့ပြောတယ်လူသားဖြစ်တယ်လို့ပြောတယ်အဲ့တော့ယေရှုကသူ့ကိုယ်သူလူသားလို့သူပြောခဲ့တယ်အာယောဟန်ခန်ကြီးစနေခန်ကြီးနဆတော့မှာလူသား၊သူကလူသားဖြစ်တယ်၊ဖခင်ရဲ့ဘုံကိုပွင့်စီမယ်လို့ပြောတယ်။ဒါပေမဲ့ ခန်းငယ်32နဲ့34မှာယေရှုကဘာပြောလာပြန်လဲဆိုရင်သူကမြေကြီးကနေလူသားကမြေကြီးကနေမြောက်သားချင်းကိုခံရလိမ့်မယ်လူမျိုးငါ့ကိုမြေကြီးကနေမြောက်ထားပြီဆိုရင်လူအပေါင်းကိုငါဆွဲမယ်လို့ယေရှုကပြောတယ်။အဲ့လိုပြောခြင်းက तू ဘလို့သိမယ်ဆိုတာကို तू ကအရေးအမွတ်ပေးပြီးပ ဟောပြောနေတာဖြစ်တယ်။အဲ့ခါမှာဂျူးလူမျိုးတွေကရှုပ်ထွေးသွား။ရှုပ်ထွေးသွားပြီးဂျူးလူမျိုးတွေကပြန်ပြောပြည့်ညတ်တိကျမ်းစာမှာလာလာက Prophet Daniel ပြောတယ်မေရှိယလူသား Son of Man ဆိုတဲ့သူကသာဝရရှင်မလေး तू ကမတည်ဘူး။ तू ကတည်မဲ့သူမဟုတ်ဘူးလို့သူတို့ကယေရှုကိုပြောကြတယ်။တည်မဲ့သူမဟုတ်ဘူး။ ဘာဖြစ်လို့မင်းကလူသားလို့လဲမင်းကိုမင်းပြောသေးတယ်မင်းရှိရလို့လဲပြောသေးဓမ္မောင်းလို့ဆိုရင်မင်းရှိရလို့လဲပြောသေးတယ်ဓမ္မတိလို့ခေါ်မယ်ဆိုရင်ခရစ်တော်လို့လဲပြောသေးတယ်ဆန်နော်မန်လူသားလို့လဲဒန်ယေလပရိုဖက်ဒန်ယေလပြောသလိုဆန်နော်မန်လို့လဲပြောသေးတယ်လူသားလို့လဲပြောသေးဘာဖြစ်လို့မင်းကိုမင်းတည်မယ်လို့ပြောနေရတာလဲဂျူးလူမျိုးတွေကရှုတ်ထွေးသွားတယ် တညတိကျဲမှာလာတဲ့ခါမှာခရစ်တော်ဆိုတာကအခန်းငယ်34မှာအစင်အမြဲတည်မယ်လို့ပြောတယ်။မင်းကတည်မယ်လို့ပြောတဲ့ခါမှာမင်းကခရစ်တော်အစ်စ်မဖြစ်နိုင်ဘူး။မင်းကမီးရှိရအစ်စ်မဖြစ်နိုင်ဘူးဆိုသူတို့မှရှုပ်ထွေးသွားကြဒီမိရမှာနော်။အဲ့တော့ဂျီယေရှုကဗာပြန်ပြောလေဆိုတော့အဲ့ဒီခါမှာယေရှုကပြန်လေပြီးသူတို့ကို နားလေစီတဲ့အရာက prophet daniel ပြောတဲ့လူသားနဲ့ son of man ဆိုတဲ့လူသားနဲ့ son of god ဆိုတဲ့ဖယားသားကိုသူကပေါင်းဆက်ပြရဖြစ်တယ်ဆိုတော့ son of god ဆိုတာဖယားသခင်အဖြစ်မွေးဖွားခြင်းခံယူရတဲ့သူ born by god လို့ခေါ်တာเนาะအင်္ဂလိပ်လိုဆိုဘုရားသခင်အဖြစ်မွေးဖွားခြင်းခံယူတဲ့သူကအဲ့ဒီရဲ့အတိတ်ပဲကဘုရားစင်စစ်ကလူသားရဲ့လူစာတိဇာတိတွေမှာလာရောက်ဘုရားစင်စစ်ကလူစာတိတွေမှာလာရောက်ရှင်တန်ခြင်းဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်ယေရှုကပြောတယ်။ "तू ဟာ son of man ဖြစ်တယ်လို့ son of god လည်းဖြစ်တယ်လူသားဖြစ်တယ်လို့ဖယားသားလည်းဖြစ်တယ်လို့ပြောတယ် hallelujah ဒီအရာကိုယောဟန်ခန်းကြီး30အခန်းငယ်33မှာတော့ကြည်ယေရှုကသူ့ကိုယ်သူဖယားသားလို့သူကဝန်ခံပြောလိုက်တဲ့အခါမှာယူရလူတွေကအယမ်းစိတ်ဆိုးသွားကြတယ် ယူတဲ့လူတွေကမခံစားနိုင်တော့ဘူးလူသားဖြစ်တယ်လို့ပြောတဲ့အခါမှာနည်းနည်းလက်ခံလို့ရသည်ဖယားသားဖြစ်တယ်လို့ပြောလိုက်တဲ့အခါမှာမင်းကဖယားကိုလွန်ကျူးပြီးပြောတယ်လို့သူတို့ကတားဆိတ်ဆိုးပြီးတော့ယေရှုကိုသူတို့ဘာလုပ်ကြလဲဆိုရင်ရှင်ယောဟန်ခန်းကြီး30အငယ်33မှာဂျူရလူတို့ကကောင်းသောအမှုကြောင့် ဂဲနဲ့ပြစ်တီမောတင်းဒီလူဖြစ်လျက်ပင်ဖျားသခင်ဖြစ်အောင်ဆောင်နေโอ้ my god ဖျားသခင်ကိုလုံကျူးသောစကားကြောင့်ဂဲနဲ့ပြစ်တယ်လို့ဆိုကြတာဖြစ်တယ်ဆိုယူရလူတွေကယေရှုကဖျားသားဖြစ်တယ်လို့ပြောတဲ့အခါမှာသူတို့ကခံစားရတယ်ဖျားသခင်ဖြစ်အောင်ဆောင်နေဆိုပြီးတော့သူတို့က ဘာလို့ကြလဲဆိုတော့ယေရှုကိုခဲတွေကောက်ပြီးတော့မှသူကပြစ်ကြတယ်။အခန်းငယ်34မှာယေရှုကဗာပြောလေဆိုတော့ယေရှုကလည်းတင်တို့သည်ဖျားဖြစ်ကြ၏။ငါဆိုသည်ဟုတင်တို့၏ပညာတိကျမ်းစာ၌လာသည်မဟုတ်တော့။ဆိုတော့ယေရှုကပြန်ရှင်းပြတာနော်။ခန်းငယ်34မှာတေချာဖက်ရအောင်အဲ့ကျမ်းစာလွှဲလို့မရဘူး။ယေရှုက တင်တို့သည်ဖျားဖြစ်ကြ၏ဟုငါဆိုသည်ဟုတင်တို့၏ပညာတိကျမ်းစာ၌လာသည်မဟုတ်လောခန်းငယ်35ကိုဆက်သွားမယ်ဆိုရင်ဖျားသခင်၏ဗျာဒိတ်တော်ကိုခံရသောသူတို့ကိုဖျားဟု၍ခေါ်ရလျင်ကျမ်းစကားကိုမပယ်ရခန်းငယ်36ကိုဆက်ကြည့်မယ်ခမဲတော်သည် တန်ရှင်းစေ၍ဤလောကသို့ဆေလွတ်တော်မူသောသူကငါသည်ဖျားသခင်ဤတားတော်ဖြစ်သည်ဟုဆိုတော်ကြောင့်သင်တို့သည်ဖျားသခင်ကိုလွန်ကျူး၍ပြောသည်ဟုထိုသူအားဆိုရသလားဟာလေလုယာဆိုယေရှုကအတိအကျပြောတယ်ခမဲတော်ကိုယ်တိုင်ကဒီလောကကို ဖယားသခင်ရဲ့တားတော်အဖြစ်စီလွတ်လိုက်တာဖြစ်တယ်လို့ယေရှုကိုယ်တိုင်အတီးပြုပြီးပြောကြားတယ်ဆိုတာတွေ့ရတယ်နော်အဲ့တော့ယေရှုကလူသားစင်စစ်ဖြစ်တယ်လို့ဖယားသားလည်းဖြစ်တယ်ဟာလေလုယာဘယ်လိုမျိုးဖယားသားဖြစ်တာလဲဖယားသခင်ကမွေးဖွာပေးလိုက်တယ်ဟာလေလုယာဖယားသခင်ကိုယ်တိုင်က ဘိတ်သိပ်ပြီးတော့မှဖရာရဲ့ဗျာဒိတ်တော်ကိုခံယူပြီးတော့မှပညာတိကျမ်းစာလာတဲ့အတိုင်းဖရာစင်စစ်ဖြစ်တယ်ဆိုတာကိုပေါ်ပြရဲပြီးတော့ဖရာသခင်ရဲ့တားတော်အဖြစ်ဒီလောကကိုစေလွတ်ခြင်းခံခဲ့ရတာဖြစ်တယ်ဟာလေလုယဒါကြောင့်တင်းတို့ဒီအချက်ကိုသေချာနားလည်ဖို့လိုရယ်နော် ဘုရားခင်ကိုဆုတောင်းမှာအရန်ရေးကြည့်တယ်ဘုရားသခင်ရဲ့ဖြစ်တည်ခြင်းကိုကျွန်တော်ကဘုရားသားဖြစ်တယ်ကျွန်တော်ထဲမှာယေရှုရှင်တန်တယ်လို့ယုံကြည်သူခရိယန်တွေကလွယ်လွယ်ပြောတတ်ကြတယ်သင်ထဲမှာရှင်တန်နေတဲ့ယေရှုကဘလို့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ဆိုတော့တင်းတီးတီးချာချာနားလေဖို့အတွက်ဘုရားသခင်သင်ကိုဖွင့်ပြပါစေဟာလေလုယာဒီကြမ်းချက်မှာကျွန်တော်တို့စကြည့်ရအောင် အဲ့ဒီတော့ဒီနားလေရမယ့်အချက်ကယေရှုကမေရှိယဟာလေလုယမေရှိယဖြစ်တယ်ဆိုတာသင်နားလေရမယ်မေရှိယဆိုတာဘာလဲပရောဖက်ဒန်ယေလဟောခဲ့တဲ့ပရောဖက်ပြုချက်အတိုင်း Son of Man နော်လူသားဖြစ်တယ်ဟာလေလုယအဲ့တော့ပရောဖက်ဒန်ယေလဟောတဲ့ယေရှုက तू ကလူသားမေရှိယ Son of Man ဖြစ်တယ်ဆိုတာ तू က အတိလေးသူကိုယ်သူအတိပြုပြောကြခဲ့တယ်ဖော်ပြခဲ့တယ်ပြီးတဲ့အခါမှာသူကဖျားသားဖြစ်တယ်လို့ပြောတယ်နော်သူဖျားသားဖြစ်ခြင်းကဇာတိလူဇာတိအသွေးသားထဲမှာဖျားသခင်ကိုယ်တိုင်ငွေဖွာပေးလိုက်ပြီးတော့မှဖျားသားဖြစ်ญาတိတော်ကိုခံယူပြီးတော့မှ ရှင်သန်လာတာဖြစ်တယ်လို့ယေရှုကသူ့ကိုယ်သူပြောကြားခဲ့တာဖြစ်တယ်။ဟာလေလုယအတီးပြုပေးခဲ့တာဖြစ်တယ်။ကြီးညာခဲ့တာဖြစ်တယ်။ declare လုပ်လိုက်တာနော်။ဒါကြောင့်တင်ကယေရှုကခရစ်တော်ဖြစ်တယ်လို့ပြောတယ်ဆိုရင်ဖိယသခင်ကိုယ်တိုင်ဇာတိလူဇာတိထဲမှာလာရောက်ရှင်သန်နေခြင်းဖြစ်တယ်ဆိုတာကို သင်နာလေရမှာဖြစ်တယ်ဟာလေလုယသင်အဲ့ဒီအရာကိုအဲ့ဒီဏ္ဍာမကိုသင်နာလေမှာသင်ထဲမှာဖျားရှင်နေဆိုတာသင်နာလေလာမှာဖြစ်တယ်ဟာလေလုယအာမင်